ကဲဒီနေ့ကတော့ဈေးကွက်ထည်မှာတော်တော်အရေးကြီးတဲ့အကြောင်းအရာတစ်ခုကိုကြည့်ကြရအောင်ဆိုတော့အရေးပါတဲ့ဈေးနှုန်းအဆင့်တစ်ခုအဲ liquidity point လို့ခေါ်တာပေါ့အဲ့ဒီကိုရောက်ရင်ဈေးကအဲ့လမ်းကြောင်းတိုင်းဆက်တော်မလားဟုတ်ကဲ့ဒါမှမဟုတ်ပြန်ကွေထွက်တော်မလားအဲ့တော့ဘီလိုခွဲမလားပေါ့ အဓိကက run on liquidity နဲ့ sweep off liquidity ကြတာကွာခြားချက်ပဲဟုတ်ပါတယ်ဒါရရေးကြည့်နေလေအရင်ဆုံး liquidity ဆိုတာပါလေအကြမ်းဖျင်းလေးပြန်ပြောကြည့်အောင်ဟုတ်ကဲ့ဆိုတော့ liquidity ဆိုတာအခြေခံအဖြစ်တော့ဈေးကွက်ထည်တာအတက်အကျအရေးပါတဲ့နေရာတွေအာ swing high နဲ့ swing low တွေကိုပြောတာပါอืมอืมအတက်ဆုံးနေရာအကျဆုံးနေရာတွေဟုတ်ကဲ့အဲ့နေရာတွေမှာ order တွေစုတွေတက်တယ်ပြီးတော့လေအရင်တည်းက candle ရဲ့အမြင့်ဆုံးဈေးအနိုင်ဆုံးဈေး ဲ့ဒါတွေကလည်း liquidity ပဲအထူးသဖြင့် time frame day day လေးတွေမှာပေါ့ဟုတ်ပြီဟုတ်ပြီဒါဆိုအဲ့ liquidity ကဘာလို့အရေးကြီးရတာလဲကျွန်တော်တို့လူတာမန် trader တွေကြောင့်လားဒါမှမဟုတ် um တာမန် trader တယောက်ချင်းစီရဲ့ liquidity ကတိတ်အများကြီးအရာမရောက်ဘူးရှင့်อืมအဓိကကအဖွဲ့အစည်းကြီးတွေဟို hedge fund တွေပါတယ်ပေါ့ဟုတ်ဟုတ်သူတို့ရဲ့အယောင်းအဝယ်တွေကမှစီးကွက်ကိုရွေးနိုင်တာ သူတို့ကများသောအားဖြင့်ရွေးရှင်းတဲ့ strategy တွေသုံးတတ်တယ်။ဥမာ trendline လိုက်တာမျိုးပေါ့။အင်း swing low အောင်ရုံရယ်အမ်ဆက်ကြောက်မယ်ထင်ပြီး so stop order တွေအများကြီးထားထားတတ်တယ်။ swing high အပေါ်ရောက်ရင်လည်းအဲ့လိုပဲ buy stop order တွေထားကြတာ။ဆိုတော့အဲ့ဒီ order တွေကအဲ့ဒီ sale ရောက်ရင် auto လုလုသွားတာပေါ့။အတိအကျပဲ။အဲ့ဒီမှာတင် run la sweep line ကွဲသွားတာ။ဟုတ်ပြီ။ဒါဆို run on liquidity ဆိုတာကိုအရင်ရှင်းပြပါလားဘယ်လိုမျိုးလဲ။ run တာကြတော့လေ စင်းနှုံးကအဲ့ဒီ liquidity point ဥမာ swing low ပဲထားပါတော့အဲ့ဒါကိုကြော်သွားတယ်ပြီးတော့အဲ့ဒီအောက်မှာပဲဆက်ပြီး AA စစ်စစ်ရှိနေတာ comfortable ထင်နေတာပေါ့ဩကြော်သွားပြီးအောက်မှာပဲဆက်သွားနေတာအဲ့ဒါတိုင်းဆက်သွားမယ်ဆိုတဲ့လက္ခဏာ음음 continuation ဒါဆို sweep ကပြောင်းပြန်ပေါ့ဟုတ် sweep ကပို့ပြီးတော့ um လဲစားတဲ့သဘောပါတယ်စင်းနှုံးကအဲ့ဒီ liquidity point ကိုလေဟို swing low ကိုပဲပြန်ဥမာပေးရရင်ခဏလေးပဲကြော်သွားတာဝင်ပြီးနှုတ်သွားတယ်လို့မျိုး ဟုတ်ကဲ့ပြီးတော့ ਨੇ ချက်ချင်းတကယ်ကိုချက်ချင်းပဲအရှိန်နဲ့ဆန့်ကျင်ပဲကိုပြန်တက်သွားရောဈေးကအဲ့ဒီကျော်သွားတဲ့နေရာမှာလုံးဝမနေခြင်းကို uncomfortable ထင်နေပုံလားဩခဏလေး TV ပြန်ကန်ထွက်သွားတာအေးဟုတ်တယ်အဲ့ဒါကများသွားပြန် reversal လက္ခဏာပြောင်းပြန်လှဲ့တော့မယ်ဆိုတာကိုပြရတယ်စိတ်ဝင်စားစရာပဲဘာလို့အဲ့လိုချက်ချင်းကြီးပြန်လှဲ့ဖွားရတာလဲအထက်မှာပါဖြစ်သွားလို့လဲအဲ့ဒါကအဓိကအချက်ပဲရှင် sweet ထတာကများသောအားဖြင့်တခြားအဖွဲ့ကြီးကြီးတစ်ခုကအဲ့ဒီ liquidity ကိုအခွင့်ကောင်းယူသွားလို့ဘယ်လိုမျိုးလဲဥပမာခုနက swing low အောက်မှာ sell stop order နေအများကြီးရှိနေတယ်ဟုတ်အဲ့ဒီ sell order တွေအကုန်လုတ်လုံနေချိန်မှာအဲ့ဒီရောင်းအား liquidity ကိုတုံးပြီးတော့နောက်ထပ်အဖွဲ့ကြီးကြီးတစ်ခုကသူတို့လိုချင်နေတဲ့ buy order အကြီးကြီးကိုဈေးကွက်ချက်ဖြည့်လိုက်တာဟောအများရောင်းတော့ခွင့်ခေါင်းယူပြီးဝယ်လိုက်တာဟုတ်တယ်ပုံစံကအဲ့ဒီ low ကို break ဖြစ်ပြီးဆိုပြီး sell လိုက်တဲ့ trader တွေအဲ့ဒါ trap trader တွေပို့ သူတို့ရဲ့ stop loss တွေက liquidity ဖြစ်သွားတော့အဲ့ဒီ liquidity ကိုတုံးပြီးနောက်ကဝယ်တဲ့အဖွဲ့အစည်းကဈေးကိုပြန်ဆွဲတင်နေသွားလားအဲ့ဒါကြောင့်ရုတ်တရက်အားနဲ့ပြန်တက်သွားတာကို trap trader ရဲ့ stock က winning trader ရဲ့ entry liquidity ဖြစ်သွားတာတိတိကျကျပဲအဲ့ဒါကြောင့်လှူရှားမှုကရုတ်တရက်ဖြစ်ပြီးအားလည်းအရန်ပြင်းသွားတာဒါဆို run and sweep ကိုခွဲတော့ဖို့ကတော်တော်ရေးကြည့်တာပေါ့တကယ်ဆက်သွားမှလားဒါမှမဟုတ်ထောင်ချောင်းမိပြီးပြန်ကွေ့မှလားသိရတာကိုဟုတ်တယ်လေဒီခွာချချက်ကိုနားလည်ရင် um မာယာဆဲလို့ရတာတွေတက်တာသွားမယ်ဈေးကွက်ကဘာဖြစ်ချင်တယ်လဲပုံမြင်တာရမယ်อืมอืมနောက်တစ်ခုကဒီ run and sweet အပြူမူတွေကလေ time frame အားလုံးမှာအတူတူပဲဖြစ်တတ်တယ်9မိနစ်ချမှာမြင်ရသလိုတနေ့တာချမှာလည်းဒီတဘောတရားကအလိုလိုတယ် fractal လို့ခေါ်တာပေါ့ဟုတ်ကဲ့ fractal nature ဒါပေမဲ့ time frame ကြီးကပိုအားကောင်းမယ်ထင်တယ်อืมများသောအဖြစ်တော့ဟုတ်ပါတယ်လေးနိုင်တို့ daily တို့လို time frame ကြီးဒီမှာတွေ့ရတဲ့ run sweep က ပို့ပြီးတော့အမ်ခိုင်မာတဲ့ signal ပေးတတ်တာပေါ့ကောင်းပြီဗျဒါဆိုအနစ်ချို့အနေနဲ့ပြောရရင် liquidity ကို run လောက်တာလား sweep လောက်တာလားခွဲနိုင်ရင်ဈေးကဆက်သွားမလားပြောင်းပြန်လဲ့မလားဆိုတာကိုအများကြီးအထောက်အကူပြုနိုင်တယ်ပေါ့ run က continuation sweep က reversal ဟုတ်ပါတယ်အဲ့ဒါအဓိကတော့ချက်ပဲโอเคဒီနေ့ဆွေးနွေးတာနဲ့ပတ်သက်ပြီးအဲစဉ်းစားစရာလေးတစ်ခုထပ်ပြောချင်သေးတယ်ဟုတ်ကဲ့ပြောပါဗျဇီဝတ်မှာဝဲသူရှိမှရောင်းသူရှိရမယ်ရောင်းသူရှိမှဝဲသူရှိရမယ်ဆိုတဲ့သဘောတရားအရာပေါ့လေ တခြားအဖွဲ့အစည်းကြီးတွေရာဘယ်နေရာတွေမှာ stop order တွေဆူထားတယ်လဲတမမို့အတိတ်ကတွေးကြုံရဘလို့အခြေအနေမျိုးမှာသူတို့ might be trapped ဖြစ်နိုင်လဲဆိုတာကိုကြိုပြီးစဉ်းစားကြည့်မယ်ဆိုရင်ကောอืมစိတ်ဝင်စားဖို့ကောင်းတယ်အဲ့လိုစဉ်းစားခြင်းအပြင်အဲ့ဒီ sweet ဖြစ်နိုင်တဲ့ reversal point တွေကိုမဖြစ်ခင်ကတည်းကကြိုပြီးတော့အဲခတ်မှန်းလို့ရနိုင်မလားဟောဒါလေးကိုတော့နားထောင်ကြည့်တဲ့ဆက်ပြီးစဉ်းစားကြည့်ဖို့ထားခဲ့ခြင်းပါတယ်ဟုတ်ကဲ့ရန်ကောင်းလေချက်ပါပဲဒါကတော့ဒီနေ့အတွက်ကျွန်တော်ရဲ့အဆွေးနွေးမှုပါပဲနောက်တစ်ခေါက်ပြန်ဆုံရတာပါ